လာပါရှင်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒေါ်ဝါအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီလက်ထက်မှာမြေမြို့မှာပတ်စံတောင်းတဲ့သူတွေပုံများလာတဲ့အကြောင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေတိုင်ခွန်းရွာမှာတိုက်ပွဲဖြစ်တဲ့သတင်းမော်ပြည်နယ်မှာဖုံးကြီးနဲ့တီလာရှင်တွေလိုင်စင်မဲ့ကားဆိုင်ကယ်တွေမစီးဖို့နဲ့လက်မခံထားဖို့ကိုစစ်ကောင်စီကအမိန့်ထုတ်တဲ့သတင်း အိန္ဒိယမြန်မာနယ်စပ်မှာထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့တဲ့ရင်ရွှေနဲ့ဗက်စီတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။အနာသိမ့်ပြီး၄နှစ်ကျော်လာတဲ့အချိန်မြေမြို့မှာရှိတဲ့လူအသွားလာများတဲ့နေရာနဲ့လမ်းတွေမှာငွေကြီးတောင်းရက်နဲ့ကလေးငယ်တွေနဲ့အလူခံအဖွဲတွေပုံများလာတယ်လို့မြို့ကန်တွေထံကနေသိရပါဗျ။မြေကန်နာလန်းလိုလူအသွားလာများတဲ့နေရာတွေမှာ အသက်၁၀နှစ်ကနေ၁၄နှစ်အရွယ်ကလေးငယ်တွေတောင်းရမ်းနေတယ်လို့ အကြောင်းအမျိုးမျိုးပြပြီးအလှခံနေတဲ့အဖွဲ့တွေလည်းပိုများလာတယ်လို့မြို့ကန်တူကဆိုပါတယ်။လူအသွားလာများတဲ့ဈေးလှေစိတ်နဲ့လက်ဖက်ရည်ဆိုင်တွေမှာလည်းတောင်းရမ်းနေတဲ့ကလေးငယ်တွေကိုပိုပြီးတွေ့မြင်လာရတယ်လို့အဲ့ဒီမြို့ကန်ကပြောပါတယ်။အာနာမသိန်းခင်ကတောင်းရမ်းတဲ့ကလေးငယ်တဦးစနှစ်ဦးစသာရှိပေမဲ့အခုအခါမှာတော့ဆယ်ချီရှိလာတယ်လို့မြို့ကန်တချို့ကပြောပါတယ်။အကြောင်းမျိုးမျိုးပြပြီးလိမ့်လေတောင်းရန်အလှခံနေတဲ့လူပုတ်ကိုယ်နဲ့အဖွဲတွေလည်းပုံများလာတယ်လို့ဆိုပါရယ် ဒီလိုတောင်းရမ်းမှုအလှခံမှုတွေကိုစီစစ်ပြီးအရေးယူတာတိုင်ကြားမှုတွေလည်းမရှိဘူးလို့မျိုးကန်တွေကပြောပါဗျာ။တနင်္သာရီမြို့နယ်ထိုင်းညမာနယ်ဆက်ကုံသွေးလမ်းပိုင်းမှာရှိတဲ့တိန်ခွန်းရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းရေးတပ်တွေဂျော်လ၁၄ရက်မနက်၇နာရီဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိန်ခွန်းရွာအရှိတ်ချမ်းမှာတော်လိုင်းရေးတပ်တွေရှိနေပြီးတိန်ခွန်းရွာအနောက်ဘက်ချမ်းမှာတော့စစ်ကောင်စီတပ်ရှိနေပါတယ်။ ပူပေါင်းတက်တွေရှိတဲ့ရွာအရှိတ်ချမ်းကိုစစ်ကောင်စီတက်စစ်ကြောင်းတိုးလာလို့နှစ်ဖက်ပစ်ခတ်မှုနှစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းရေးတပ်ဖက်မှထိခိုက်မှုမရှိဘူးလို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်စစ်ကောင်စီဘက်ကထိခိုက်မှုကိုတော့စုံစမ်းနေစေလို့ဆိုပါရယ်စစ်ကောင်စီတပ်ဟာထိုင်းမြန်မာနယ်စပ်ကုံတွေလမ်းဖြစ်တဲ့တနင်္သာရီထုံခါမောတော်လမ်းပိုင်းကိုပြန်ပြီးထိန်းချုပ်ဖို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလေးကအင်အားရာချီတုံပြီးစစ်ကြောင်းထိုးနေတာကြောင့်တင်ခွန်းရွာနဲ့နီဝင်းကျင်ရွာတွေဘက်မှာနှစ်ဖက်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါလာချီတာတိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက်ဒေသခံရွာသားတွေဟာအခုလက်ရှိအချိန်ထိရွာလုံးကျော်စစ်ပီးရှောင်နေကြရပါတယ်။မွန်ပြည်နယ်ကဖုန်ကြီးကျောင်းတိလရှင်ကျောင်းတွေမှာလိုင်စင်မဲ့ယင်တွေကိုလက်မခံထားဖို့နဲ့ ယဟန်နဲ့တီလာရှင်တွေလိုင်စင်မဲ့ကားဆိုင်ကယ်တွေမစီးကြဖို့ပြည်နယ်စစ်ကောင်စီကပြည်နယ်တန်ခနိုင်ရကအဖွဲ့ထံကိုဂျွန်လ၂ရက်ကစာထုတ်ညွှန်ကြားထားပါတယ်။ဖုံးတော်ကြီးចောင်းနေမှာတော့လိုင်စင်မဲ့ယင်းတွေကအများဆုံးအသုံးပြုကြတာဖြစ်ပေမဲ့အခုအချိန်ထိဖုံးကြီးចောင်းကလိုင်စင်မဲ့ယင်းတွေကိုဝင်ရောက်ဖမ်းဆီးတာတင်းဆဲတာတွေမကြားရသေးဘူးလို့မျိုးကန်တူကပြောပါတယ်။ပြည်နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်ဆိုင်ကယ်တွေကိုမေလ30ရက်ကစပြီးမြို့အဝင်အထွက်နေရာတွေ မြို့တွင်းလမ်းစုံလမ်းကွာနဲ့လူစီကားရနေရာတွေမှာစစ်ကောင်စီတပ်ရဲရင်ထင်းရဲပါတဲ့ပူပေါင်းတပ်ဖွဲ့ကစီမံချက်နဲ့လိုက်လံဖမ်းဆီးနေပါတယ်။လိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးရမိရင်ရင်ကိုသိမ်းယူပြီးပိုင်ရှင်ကိုပို့ကုန်သွင်းကုန်ဥပဒေပုံမှရှင့်နဲ့အမှုဖွင့်အရေးယူနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒါအပြင်ဆိုင်ကယ်အယောင်းဆိုင်တွေမှာလည်းလိုင်စင်မဲ့ဆိုင်ကယ်ရောင်းချခြင်းရှိမရှိလိုက်လံစစ်ဆေးနေတဲ့အပြင်လိုင်စင်မဲ့ရင်ရှိတဲ့အိမ်တွေကိုလည်း ဝင်ရောက်စစ်ဆေးနေတယ်လို့ဒေသခံတွေကပြောပါရယ်။မေလ20ရက်ကနေပြီးတော့မှပြုတ်လုခဲ့တဲ့စစ်ကောင်စီညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလိုင်စင်မဲ့ယင်တွေကိုစီစစ်ဖော်ထုတ်အရေးယူဖို့ညွှန်ကြားခဲ့ပြီးတဲ့နောက်လိုင်စင်မဲ့ယင်တွေကိုအခုလိုဖမ်းဆီးလာတာလည်းဖြစ်ပါရယ်။ အိန္ဒိယမြန်မာနယ်စပ်တနေရာမှာအိန္ဒိယလုံခြုံရေးတပ်ဖွဲ့နဲ့အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုဟာဂျွန်လ9ရက်နေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အိန္ဒိယအခြေစိုက်သတင်းဌာနနှစ်ခုကဖော်ပြထားပါတယ်။အိန္ဒိယစစ်ဘက်အရာရှိတွေရဲ့ပြောကြားချက်ကိုကိုးကားပြီးအိန္ဒိယအခြေစိုက်ဇီနီယူးနဲ့ The Hindu သတင်းဌာနတွေမှာဒီကနေ့ဂျွန်လ6ရက်ကဖော်ပြထားတာပါ။ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာစကိုင်းအတိုင်းနဲ့ထိဆက်နေတဲ့အိန္ဒိယနိုင်ငံ အာရနာချေပရာဒိရှ်ပြည်နယ်လောင်ဒင်းခရိုင်ပုံချောင်းမြို့နယ်ခွဲအတွင်းနေဆက်အနီ တောအုပ်တနေရာမှာဖြစ်တယ်လို့ဖော်ပြပါဗျ။အဲ့ဒီ area မှာစစ်ဝစ်စုံနဲ့အမည်မသိလက်နက်ကင်တွေလှုပ်ရှားသွားလာနေတယ်ဆိုတဲ့သတင်းရတာကြောင့်အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကနေမြေ ရှင်းလင်းဖို့ကင်းလက်ခဲ့တာဖြစ်တယ်လို့အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူတူကဆိုပါတယ်။ထူထဲတဲ့တောအုပ်အတွင်းလက်နက်ကင်တွေရဲ့လှုပ်ရှားမှုကိုတွေ့ခဲ့ရပြီးရက်တန့်ဖို့အမိန့်ပေးခဲ့ရမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေစီကိုလက်နက်ကြီးတွေနဲ့ပြင်းပြင်းထန်ထန်ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်နှစ်ဖက်ပြန်လည်ပစ်ခတ်မှုဖြစ်ခဲ့တာလို့အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်အမည်မသိလက်နက်ကင်တပ်ဖွဲ့ဟာနယ်စပ်ကိုဖျက်ကျော်ပြီးမြန်မာနိုင်ငံဘက်ကိုဝင်ရောက်သွားတယ်လို့သူကဆိုပါတယ်။မေလ14ရက်ကလည်းအိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်တဲခရိုင်တောင်ပိုင်းတနေရာမှာ အမည်မသိလက်နက်ကင်တပ်ဖွဲ့နဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အိန္ဒိယအစိုးရကထုတ်ပြန်ပါတယ်။မေလ14ရက်အဖြစ်ပြက်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်10ဦးကိုအိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့အာတန်ရိုင်ဖယ်တပ်ကဖမ်းဆီးခေါ်ဆောင်ပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AUG ကမေလ20ရက်ကထုတ်ပြန်ထားပါတယ်။ ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးတဝက်မှာအခောက်ရွှေဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာတော့အခောက်ရွှေတစ်ချက်သားကို89သိန်း8000ကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့ပြန်ကျသွားပြီးမြန်မာငွေတစ်သိန်းကို955ဘတ်နဲ့ဈေးဖွင့်ထားပါတယ်ရှင်။အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေ။ ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝအဖွဲ့သားတွေကစုမုံကောင်းတောင်းပြလိုက်ပါတယ်ရှင်။